ဘုရားလူချင်းရမ်းနေတဲ့ဘဝတမန်မျိုးစီများအားအနုမောဒနာတရားမျိုးချင်းမိဒနာဝေကတန်ရုပ်ပါဠိတော်မှာလာရှိတဲ့တိတ်ပတုတ်တန်နဲ့ဓမ္မပဒမှာလာရှိတဲ့တိတ်ပဝိတုနှစ်ခုကိုပေါင်းဆက်ပြီးတော့ရဗုဒ္ဓကိုတိုင်ရှင်းရှင်းခဲ့ရတော့ပြဒနာပြန်အပိုင်း57တရားဒေသနာတော်ကို ဟောကြားပေးမှာဖြစ်ပါတယ်ဒီနေ့မြတ်စွာဘုရားရှင်ချက်ချင်းပေးရတဲ့ပြဿနာကတော့ဘုရားရှင်ရဲ့ဤကိုဝန်ခွဲတော်တဲ့တိတ်တယဟန်းရဲ့ပြဿနာကိုချက်ချင်းပေးရတာဖြစ်ပါတယ်အဲ့တော့ဒီစာပြန်ရှင်တုံ့ပြန်ခဲ့ရတဲ့ပြဿနာတွေဘုရားရှင်တို့အခန်းဆက်လေးနဲ့ဟောလာခဲ့တာ ဒီနေ့ဆိုရင်40နဲ့တရမြောက်ဖြစ်သွားတယ်ပြပတိကသုံးပုံထဲမှာမြတ်ရှင်ရဲ့ဒီဝိုင်းခွဲတော်တဲ့ဒီတိတ်သတိတ်သနဲ့ပတ်သက်ပြီးတော့မနေရမှတ်တမ်းတင်ထားတယ်ပေါ့နော်ဒီဒါနာဝေကသံယုပါဠိတော်ထဲမှာတိတ်သတုတ်တန်ဆိုတဲ့နာမည်နဲ့ပတ်သက်တင်ထားတယ် ဓမ္မပဒထဲမှာလည်းတိတ်္တဝိတုဆိုတဲ့နာမည်နဲ့မှတ်တမ်းတင်ထားတယ်။မနေရာပါတယ်ပေါ့။ဟောတဲ့တရားကလည်းမတူမတမ်းတင်ထားတာပါ။ကြည့်စေအကြောင်းအရာကတူတယ်မတန်တရားကမတူဘူးဖြစ်တယ်အဲ့မဲ့အဓိပ္ပာယ်ကတော့အတူတူပဲဟောတဲ့ဂါရတရားကမတူဘူးအဓိပ္ပာယ်ကတူတယ်အဲကြောင့်ဒီနေ့ ဘုရားကိုယ်တိုင်ဒီစင်းငယ်တော့ပြဿနာများအပိုင်း58ကိုမဘာနာနဲ့နိဒနာဝကတန်ရုပ်နှစ်ခုပေါင်းဆက်ပြီးတော့ဟောကြားပြီးမှဖြစ်တယ်။အင်းတော့ဘုရားရှင်ရဲ့ဇီဝွဲတော်တဲ့ဦးကြီးတော်ရဲ့သားတိတ်တာဆိုတာရှိတယ်။တကွေမင်းသားပဲ။မင်းမျိုးမင်းရယ်ကလာတယ်။တကွေမင်းသားတိတ်တာလို့ခေါ်တယ်။ သူကယဟန်ဝတ်တယ်ဒုက္ခနာကောနည်းနည်းဝဝဖိုင်ဖိုင်ဖြစ်ပုံရနည်းနည်းဝဝပုံရဆယ်ရိုကြီးတပါးခိုက်ခန်းထားတာပုံစံကတော့ဆယ်ရိုကြီးတပါးပုံစံအသက်ကြီးမှဝတ်လာတယ်ဆယ်ရိုကတဝါမှမရဘူးဝါမရှိသေးဘူးဒါပေမဲ့သူ့ကိုယ်သူကမန်မာနာလေးရှိတာသူကာကေဝီမျိုးဆိုတာကငကိုကလေးကမန်မာနာကြီးတယ် ။ဟာကြွေးလေးကဒီကလေးကဗန်ရှိတယ်။အခုတော့ဖုန်းကြီးဝတ်လိုက်တော့ပို့ပြီးတော့ဗန်ကြည့်သွား။သူကတပည့်တွေဆိုအဲဒီဆုံးပါလေ။ချစ်ချင်းဆရာတော်ဘုရားကြီးရဲ့အဆုံးပါ။ခေါင်းမတုံးခင်လူမောင်ချင်းပြင်တော်ယုံမြမာနမူခေါင်းတုံးကြီးနောက်မန်ပူမောက်စေမလောက်အောင်တို့ကယူဆိုပြင်းစရာဘုရားကြီးရဲ့အဆုံးကတွေ့တွေကိုအရင်နဲ့တတိပေး ဘုန်းကြီးမိုးခင်လုံးကမြန်မာနာရှိတယ်။ဒါပေမဲ့အဲ့ဒီမြန်မာနာကတိတ်မကြည်ဘူး။ဘာမတော့ခင်တို့မောင်ရှင်တိတ်တော်ယုံညမာနာဘူးဆိုတာ။မာနာကလေးရှိနေမဲ့ဆူဆူဝါးကြီးမဟုတ်ဘူးပေါ့။တိတ်တဲ့ယုံလေးမာနာကလေးဖြစ်နေတာ။ခေါင်းတုံးပြီးနောက်မန်ဘူမောက်စေးမလောက်အောင်တော့တော်ယူ။ခေါင်းတုံးပြီးတဲ့အခါကျတော့ ပူဆိုးသွားတယ်မယ်ပါနာကငါဖုံးကြီးกว่าငါယဟန်ငါဥပဇင်းဆိုရင်မယ်ကပူတက်သွားတယ်စီးတော်မှာဘလောက်အောင်ကျူးသွားတယ်ကျူးရင်ဆယ်တော်ဘုရားကြီးကဆုံးသွားတယ်ဒါတပည့်တန်ခါတော်တွေကိုမာနတွေမဖြစ်ကြဘူးလေဆယ်တော်ကြီးတွေရဲ့အဆုံးအမတွေကိုပြောပြတယ်အခုဒီတိတ်တာယဟန်ကလည်းလူဝါတော့ကတာကင်းမင်းဆိုမင်းသားဆိုတဲ့မယ်မာနာကြီးကလည်းရှိတယ် ော့ဖယားနဲ့သူနဲ့ကလည်းညီကိုဝမ်းပွဲတော်ပြန်တယ်။မာနဖြစ်စရာတွေမာနဖြစ်စရာတွေ။ဖယားနဲ့သူနဲ့ကလည်းဆွေမျိုးတော်နေတယ်။လူဘွားကလည်းတာကင်းမင်းသားဖြစ်နေတယ်။အသက်ကြီးမှလည်းဝတ်လာတယ်ဆိုတော့ကြီးကုန်ပေါ့။ဝရဝုတ်တိခေါ်တယ်ဝရမန်လို့ခေါ်တယ်အရွယ်မန်လေးကလည်းရှိတယ်။အဲ့တော့အရွယ်မန်ဇာတိမန်ဖျားနဲ့အမျိုးတော်တယ်ဆိုတဲ့မန်လေးအဲ့လိုမန်လေးရရှိအဲ့တော့ဒီနေ့မှသူကဘုန်းကြီးဝတ်တာမကြသေးဘူး သူ့ကိုယ်သူဆယ်တော်ကြီးပုံစံမျိုးသူကဟမ်းနေလာပြန်ပြီးတော့သူကအဲ့ဆောင်ပါပေါ့နော်လူအဲ့တဲ့တန်ခါအဲ့တဲ့တွေအများဆုံးတဲ့ဓမ္မယုံလို့နေရာမျိုးအဲ့ဒီမှာသူကထိုင်နေတာခက်ခဲကြောင်ကြားကြီးပေါ့ဟိုတောင်းတိုင်ဆယ်တော်လူလူဘာလူလူနဲ့ပေါ့အဲ့ဒီလိုမျိုးထိုင်နေတာအဲ့တော့အာမေလူတွေကလာတယ် အာငယ်လို့ဒီလောင်နေဆိုလို့ချင်းကနေရမဖယ်ဘူးဒါမှထိုင်တာအဲ့ဒါကြီးမှလည်းဝင်လာတာဆိုတော့စေတော်ကြီးပုံစံပေါက်နေတာပေါ့လေအဲ့တော့အာငယ်လို့ဦးစင်းတွေကတော့သူ့ကိုချစ်ကိုဝတ်ချမလို့ဘုရားရဟန်းတော်တွေမှာကဝိနည်းတစ်ခုရှိတယ်ဟုတ်ဥတဲ့ဝါကြီးတဲ့ပုဂ္ဂိုလ်ဆို အကျိုးသိရတယ်ချစ်ဖို့ရတယ်နေရာဖယ်ပေးရတယ်အဲ့ဒီအတွက်မေးရတယ်တပါးနဲ့တပါးတွေ့ကြပြီဆိုလို့ရှိရင်ခါမမကြုံဘူးမဆုံးဘူးတဲ့ဆယ်တော်တွေတန်တာတော်တွေတွေ့ကြပြီဆိုရင်ပထမဦးဆုံးလောကဘက်လောကဘာလဲဆိုတော့ဝါမေးရတာရှင်ပြဘဏ္ဍဝါရှိပြီလဲမေးရအကေကိုတဲ့ဝါကြီးနေတယ်ဆိုရင်ကိုကချစ်ခိုးမလို့မေးတာလေကိုတဲ့ဝါငယ်နေတယ်ဆိုရင်တော့ကိုကချစ်ခိုးခံရမှာပေါ့အဲ့ဒါဝါမေးရတယ်ရှင်ဘဏ္ဍဝါရှိပြီလဲ တပိတော်ကတော့ဘယ်နှမရှိပါပြီဆိုတော့တပားနဲ့တပားကြုံပြီဆိုရင်အဲ့ဒီဝါကိုအရင်စပေးရတယ်တပားနဲ့တပားကြုံရင်ဝါအရင်စပေးရတယ်ဒါသာသနာရည်ချင်းမှုတစ်ခုပဲအသာတော်ပါလို့ဒါပေမဲ့ဒီဘူးပစင်းကြီးကအဲ့လိုလဲတော့မင်းဘူးကသူ့ကိုယ်သူဆရာတော်ကြီးလိုလိုဘာလိုလိုနဲ့เจ้าอเหลมาถ่ายเลยอ่ะอืมอันน่ะอุปสิงห์ကလေးတွေက ဆယ်တော်ကြီးအမှတ်နဲ့သူ့ကိုချစ်ခိုးဖို့လာရတယ်လက်စုံတဲ့နယ်ပြုမယ်ချစ်ခိုးမယ်ပေါ့နေရာမထဘူးတစ်ဖက်လေးအဲ့နဲ့ဥပဇင်းလေးတစ်ပါးကဆက်စုပြီးတော့ဆယ်တော်ဘုရားဆယ်တော်ဘုရားဘဏ္ဍဝါရှိပြီလေဘုရားအဲ့ဒီခါကျမှသူကငါကဝါမရသေးဘူးတဲ့အခုမှယဟန်ဝတ်တာမကြသေးဘူးမနေ့တနေ့ကမှယဟန်ဝတ်တာအဲ့ဒီမှာဥပဇင်းကစိတ်ဆိုးတာပေါ့ ဘုန်းကြီးနော်အလိုက်ကိုင်းဆုံးမသိဘူးကို့အတိုင်းချိန်ကိုမသိဘူးဘာမှရဟဝါတဝါမှမရသေးပဲနဲ့သူများတွေရဲ့အယုဒီကိုခံရှင်းနေတယ်စသဖြင့်ပေါ့နော်ဦးစင်းတွေကဝိုင်းကြောကြတယ်သူ့ကိုအပြစ်တင်ကြတယ်ပေါ့လေနော်ခရီးဦးကြံမဲမသိလက်ဦးချံမဲမသိချစ်ခိုးရမဲမသိနေရာကဖဲပြရမဲမသိ အားလုံးဦးစင်းတွေကဝိုင်းပြီးတော့ဖြစ်နေကြတယ်။ငါတို့ကသူ့ကိုဆယ်ရောကြီးမှတ်လို့ရိုသေးသေးမလို့လုပ်နေတဲ့ဥစ္စာနော်။အဲ့ဒါနဲ့ဝိုင်းပြီးအပြစ်တင်တော့သူမခံနိုင်ဘူး။သူ့မှာမန်ဆိုးရရှိတော့ဒေါသတွေဖြစ်လာတယ်။စိတ်ဆိုးတာသူ့ကိုဝိုင်းပြောင်းအောင်လုပ်တယ်။အဲ့ဒါနဲ့ဦးစင်းတွေကချင်းများတို့ဒီကိုမလုပ်လို့လာတာလေ။ အာတပည့်တော်တို့ကမြတ်စွာဘုရားကိုဖူးဖို့လာတယ်။မြတ်စွာဘုရားဖူးဖို့လာတယ်။ပြီးမဲ့မြတ်စွာဘုရားဆိုတာငါရဲ့နောင်တော်ကြီးတော်တယ်။ငါရဲ့အမျိုးအဖူးစီရဘူးနော်။ရှင်ဘုရားတို့ကိုလုံးဝဖုတ်ခွင့်မပေးဘူးကွာ။သဘောထားချက်ပြီးတော့လေ။အရှင်ဘုရားတို့လက်ပြန်စီရမယ်။ဒါရလမ်းကိုပြန်သွားစီရမယ်။မြတ်စွာဘုရားနဲ့လုံးဝမတွေ့စီရဘူး။ဘုရားတော့တိုင်ပါကြွာ။သူကလည်းမှားသေးတယ်နော်။ အမေသူကတရားတဲ့ဥအောင်ဘုရားကိုသွားတိုင်ပါအဲ့ဒါနဲ့သူကမာယာများပြီးတော့စဉ်းစားတယ်ငါကမြတ်စွာဘုရားကိုဒီတိုင်းသွားတိုင်တယ်မြတ်စွာဘုရားလက်ခံမှာမဟုတ်ဘူးအဲ့ဒါမှငိုပြီးတော့သွားတိုင်တယ်မြတ်စွာဘုရားရှိမှာမျက်ရည်နဲ့မျက်ကွယ်ငိုပြတယ်ငိုပြတယ်အသက်ကြီးနေပြီတော့ဦးစင်းကြီးဖြစ်နေပြီမာယာများတယ်အဲ့တော့မြတ်စွာဘုရားရှိမှာ မင်းနာကလေးပြိုးပြီးတော့မျက်ရည်လေးတွေကျားပြီးတော့ဖယားရှိမှာသွားတိုင်ဖယားကဟဲ့ဦးစင်းကြီးဘယ်လိုဖြစ်လို့ငိုနေရတာတော့ဘာမဲ့ဆိုဗျာတပည့်တော်ကဒီဦးစင်းနေဒီဦးစင်းနေတပည့်တော်ကိုဆဲပါတယ်ဗျာဟောအိုင်မွန်တိုင်းနေနော်ဒီဦးစင်းနေတပည့်တော်ကိုဝိုင်းဆဲကြတယ်ဗျာဒီဦးစင်းနေတပည့်တော်ကိုဝိုင်းဆဲကြတယ်ဒီစက်မှာဝိုင်းဆဲရအောင်အချင်းဦးစင်းကြီးကဘယ်နောက်မှသွားနေလို့တော့ အာတပိတော့ကအဲ့ခံကအဲ့ဆောင်မှာသွားနေတာအဲ့ဆောင်မှာသွားနေခဲ့ဆိုတော့အဲ့ဒီဥပစင်းတွေကျွမ်းလာတာကိုမမြင်ဘူးလားမြင်ပါတယ်ဗျာအမြင်တယ်ဆိုလို့ရှိရင်အဲ့ဒီဥစင်းတွေကိုသွားပြီးတော့ခီးဥကျူဆိုတာမျိုးကလောက်လာမလောက်ပါဘူးဗျာအဲ့သူတို့လာတဲ့အခါမှာရောနေရာကထပ်ပြေးတာမျိုးကလောက်လာ မလုပ်ပါဘူးခင်ဗျာသူတို့ကိုတောက်ရည်တွေတုံးရည်တွေရောအခက်သေးတာအပခက်ပါဘူးခင်ဗျာအဲ့လိုဆိုလို့ရှိရင်ဦးစင်းအပြစ်လေးတဲ့နော်သူတို့ရဟန်းတော်တွေမှာဝီရေးရှိအရာနော်ကိုယ့်ထဲဝါကြီးတဲ့ဆရာတော်တွေလို့ဆိုလို့ရှိရင်သွားပြီးတော့ခရီးဝကျိုးစိုးရတယ်တပိတ်သင်္ကန်းတွေနဲ့ယူရတယ်ပစ္စည်းတွေပိုင်းဝိုင်းပယ်ပေးရတယ်ပြီးနေရာတိုင်းခင်းတွေချပေးရတယ်ပြီးတောက်ရည်တွေပါတွေကတ်ရတယ်ရှင်စည်တွေပေးရတယ် ခုဒီဒီပါလေးလမ်းညွှန်ပေးရတယ်နိမိနီမှာရှိတယ်အခုဒီဦးစင်းကြီးကဘာမှမလုပ်ဘူးလေအဲဦးစင်းကြီးတဲ့နော်အခုလိုအဲ့ဆောင်မှာနေမယ်ဆိုလို့ရှိရင်တန်ဃာတော်တွေလာရင်ခရီးကိုကြိုးရတယ်နော်သူ့ရဲ့ပစ္စည်းတွေကိုဝိုင်းပယ်ပေးရတယ်နေရာတိုင်းပြည်တွေချပေးရတယ်အော်ရေတော့ရေဒီထားပေးရတယ်အဲ့ဒါတွေလောက်ရတယ်လीတဲ့အဲ့ဒါတွေမလုပ်ပဲနဲ့အဲ့ဒီလိုနေရာမျိုးမှာ မနေထိုင်ဘူးလေတဲ့အဲ့တော့ဦးစင်းကြီးမားတာဗောတဲ့မြတ်စွာဘုရားကပြောတယ်ဦးစင်းကြီးမားတာဗောတော့ဟာတပည့်တော်မမားဘူးတဲ့သူတို့မားတာတဲ့သူတို့ကတပည့်တော်ကိုဆဲကြတယ်ပြောမရဘူးမြတ်စွာဘုရားသုံးသာတိတိပြောတယ်ဟုတ်ဘူးဦးစင်းကြီးမားတယ်မဟုတ်ဘူးသူမားဘူးသူမှန်းတယ်အလုံးသုံးမရခက်တယ်ဒုက္ခစတဲ့ဘောတော့အလုံးပြောခက်အဆူခက်သူမှန်းတယ်ဆိုတာကြည့်ပြောဘုရားပြောတာတော့မရဘူးနော် လောကမှာအဲ့လိုဖျားချစ်လို့မရတဲ့သူတွေရှိတယ်။အလုံးအပြောခက်အဆိုခက်တဲ့သူတွေရှိတယ်။အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာဒီဦးဇင်းကြီးဟာဒီဘဝမှာလည်းအခုလိုအပြောခက်အဆိုခက်တာမဟုတ်ဘူး။ရှိရှိဘဝတုန်းကလည်းပဲအဲ့ဒီလိုအပြောခက်အဆိုခက်ဘူးလေဆိုပြီးတော့မြတ်စွာဘုရားကအတိတ်စကြောင်းကိုလည်းပြန်ဟောပေးတယ်။ဒီမှာတော့အချိန်ကုန်ခဲ့တဲ့တော့အပြစ်စကြောင်းတော့ပြောတော့ အဘိဓမ္မာကဘာတရားဟောတယ်လဲဆိုတော့အဲ့ဒီဥစဉ်ကိုကြောင်းပြီးပြီ။ဓမ္မပဒထဲမှာဟောတဲ့အခုလည်းကအကောစီမံအဝတိမံအဇီနိမံအဟာတိမံရေစတဲ့ဥပမေစံပြီရေစတဲ့ဥပမေစံပြီတေမံဥပနတ္တမတိအကောစီမံဆိုတာအာအဲ့ဒီလူကငါ့ကိုဆဲဘူးလေစိတ်ထဲမှာနှလုံးသွင်းလိုက်တယ်နော် ငါ့ကိုဆဲမှုတယ်လို့နှလုံးသွင်းလိုက်တာနဲ့ဘောသားဖြစ်သွားပြီအကောင်းချင်းမဲ့အဝါဒီမဲ့အဲ့ဒီလူကငါ့ကိုညှင်းဆဲမှုတယ်ငါ့ကိုနှိပ်စက်ခဲ့မှုတယ်ဘယ်တော့ကငါတို့ကိုဘလို့နိုင်ကျင့်ခဲ့မှုတယ်ဘလို့နှိပ်စက်ခဲ့မှုတယ်အစီနီးမဲ့အဟာဒီမဲ့ဘယ်တော့ကငါတို့ကိုနိုင်ခဲ့မှုတယ်ဘယ်တော့ကငါတို့ကိုငါတို့ပစ္စည်းကိုခိုးခဲ့မှုတယ်လူခဲ့မှုတယ်တရားတကယ်မှုတယ်စိတ်ထဲမှာပါတယ်ရန်ညှို့ပွက် အဲ့ဒီလူငါတို့ကိုဘလို့အနိုင်ကျင့်နေဘူးလဲအဲ့ဒီလူငါတို့ကိုဘလို့ဆဲကယ်ဘူးလဲအဲ့ဒီလူငါတို့ကိုဘလို့နှိမ့်ဆက်ကယ်ဘူးလဲအဲ့ဒီလူဘလို့ငါတို့ကိုဘယ်တော့ကငါတို့ပစ္စည်းတွေကိုဖျက်လို့ဖျက်စီးလုပ်ကယ်ဘူးလဲအဲ့ဒီဖြင့်အဲ့ဒီလူမျိုးရန်ကျိုးတွေဖွင့်နေပဲဆိုလို့ရှိရင်ဝေရံဧတံနတ္တမတိရန်မငိမ့်နိုင်ဘူးမဟုတ်ဘူးအမုန်းတရားတွေကဥပ္ပိုလ်ပြီးတော့တိုးလာတယ် ်အမုန်းတရားတွေကမငိမ့်တော့ကိုကသူတို့ကိုရန်ညှုပ်ဖွဲ့ပြီးတော့ကလန်စားရှိနော်အဲ့တော့ကလန်စားအရှိခံရတဲ့ပုဂ္ဂိုလ်တွေကလည်းငါတို့မားလို့ပါဆိုတော့မပြေမပါဘူးအငါတို့ကိုလောကကောင်းလားဆိုတော့ပြန်တုတ်ပြန်ပြန်တုတ်ပြန်တော့ဒီဘက်ကလည်းအငါတို့ကိုပြန်လုတ်တယ်ဟာသူပြန်လုတ်တယ်သူတို့လို့ကိုလို့ကိုလို့လို့သူတို့နဲ့ဒီရန်ညှုပ်တရားကြီးရန်ပြီးနိုင်တော့မုံတရားတွေက ကဘာနဲ့ချီဘဝတွေတောင်ပြောင်းသွားတယ်မုန်းပြရတွေကဘဝတိုင်းဘဝတိုင်းမှာပါလာတာလေအခြေအနေဝက်ကိုပဲကြည့်ပေါ့နော်အဲ့တော့မာနာကသူကစစားခဲ့တာလေအခုမာနာကိုမမြင်လူရဲ့သဘောတရားကိုမာနာကိုမမြင်ဘူးအဲ့တော့သူတို့ကောင်းတွေကနော်ဘသူပဲမာမာရေရုပ်ခွဲတဲ့လူကိုသူတို့ကောင်းတွေကမလုပ်ဘူးသူပဲမာမာကိုပဲမာမာရေရုပ်မာရေရုပ်ခွဲတဲ့လူကိုသူတို့ကောင်းတွေကမလုပ် အကျိုးမရှိဘူးလေညှို့ခွက်လိုက်တာအမုန်းတရားလေးဆိုတာကတန်တရာထုခါသွားရင်မကောင်းဘူးဒါကြောင့်ဘုရားဘုရားကငါကိုဆဲခဲ့ဘူးလေငါကိုနော်မိဆက်ခဲ့ဘူးလေငါကိုအနိုင်ကျင့်ခဲ့ဘူးလေငါကိုမတ္တိစီတီကိုခုယူလူညက်ခဲ့ဘူးလေဆိုပြီးတော့ညံညှို့ဖွက်နေပဲဆိုရင်အမုန်းတရားတွေကညံတရားတွေကမသိနိုင်ဘူးအဲ့တော့ဘျောင်းပြဘုရားကပြန်ဟောတယ်အကောစီမှာအဝါကြီးမှာအစီလေးမှာအာကြီးတယ် ရေစတံနုပနေစံတိဝေရတိဒုပသမတိဉာဏ်မျိုးဖွဲ့ဘူးငါကိုဆဲခဲ့ဘူးလေလို့လည်းတလုံးသိမနေတော့ဘူးငါကိုသိဆဲခဲ့ဘူးလေငါကိုအနိုင်ကျင့်ခဲ့ဘူးလေစလုံးသိမနေတော့ဘူးတခြားလည်းမှရှင်းပြတယ်ဉာဏ်မျိုးဖွဲ့ဘူးဆိုတာဘယ်လိုမျိုးလဲဆိုတော့စလုံးသိတော့တယ် ကိုယ်ကလည်းနိက္ခေအနေနဲ့ပြောလို့ခေါင်းထဲကိုမထည့်တော့တာ။ဆဲဆဲဆူဆူလှုပ်ချင်တာလှုပ်ခေါင်းထဲကိုမထည့်ဘူး။ခေါင်းထဲကိုထည့်နေရင်ညှို့ဖွဲ့ပြီးတော့ပါလေ။ငါ့ကိုဆဲတယ်ငါ့ကိုဆဲတယ်ဆိုရင်ညှို့ဖွဲ့တော့ပါ။အဲ့တော့ဆဲချင်တယ်ဆဲချင်တယ်ခေါင်းထဲမှာမထည့်တော့ဘူး။နော်အဲ့တော့ညှို့ဖွဲ့အောင်လုပ်တဲ့ဒီစနစ်ကိုပေးထားတယ်ထည့်လိုက်ကြရတယ်။နှစ်နည်းပေးထားတယ်ပေါ့။ဝိသုဒ္ဓိမြတ်ထက်ကလာကျမ်းထဲမှာတော့အများကြီးပါတယ်။အဲ့ဓမ္မမရထဲမှာတော့နှစ်ခုလောက်ကြာတာ။ အမနတိကာရဝတိနာပါနှလုံးမသွင်းနဲ့ဘယ်လိုဆိုင်နေလဲဆိုတော့နော်ဘယ်လိုဆိုင်နေတော့ဘယ်တော့ကဘယ်လိုလုပ်ခဲ့လဲဆိုတာကိုဘယ်လိုဆိုင်နေတော့ပြီးသွားပြီအနိုင်ကျင်းခဲ့တာတွေဆဲဆိုခဲ့တာတွေယူရခဲ့တာတွေထားလိုက်တော့ပြီးနှလုံးမသွင်းတော့အမနတိကာရဝတိနာပါနော်အဲဒီနေ့လူငယ်တွေခဏခဏပြေးတယ်ဘောတာမဖြစ်အောင်ရင်းနှီးဖွဲ့ဘယ်လိုလုပ်အောင်လဲနှလုံးမသွင်းနဲ့ဘယ်လိုဆိုင်နေလို့ရှိလဲပါဠိစာပေလို့ဆိုရင်အမနတိကာရနှလုံးမသွင်းနဲ့ မြန်မာလိုပြောရင်ဘယ်လိုမဆိုင်နဲ့လဲဘယ်လိုဆိုင်လို့ရှိရင်စိတ်ထဲမှာတနှုတ်နှုတ်နဲ့ဒေါသတွေဖြစ်ပြီးရင်တို့တွေပြန်နေပါလိမ့်အဲဘယ်လိုမဆိုင်နဲ့နောက်တစ်ခုကကံမပစ္စကနာပစ္စဝကနာဝိသီနာကံကိုစင်ချင်ခိုင်းတာမဟာဟုချိန်မှာသူ့ကိုလည်းငါဘာမှမလုပ်ပါဘူးသူ့ကိုလည်းငါဆွဆွဲတဲ့လုပ်လည်းငါမလုပ်ဘူးသူ့ကိုလည်းငါမစော်ကားဘူးသူ့ကိုလည်းငါမပုတ်ခဲ့ဘူးသူ့ပစ္စည်းလည်းငါမကိုးခဲ့ဘူး ။ဒါပေမဲ့ဒီဘဝမှာငါမှအပြစ်မရှိဘဲနဲ့ငါအဆုဆက်ခံရတယ်ငါအဆက်ခံရတယ်ငါပြစ်စီတယ်အကိုခံရတယ်ငါအနိုင်ကျင့်ခံရတယ်ဆိုတာ။အတိတ်ဘဝတုန်းကငါဟာသူများပေါ်မှာဆဲခဲ့ဘူးလို့နေမှာပဲ။အတိတ်ဘဝတုန်းကသူများပြစ်စီကိုခိုးခဲ့လို့နေမှာပဲ။အတိတ်ဘဝတုန်းကသူများပေါ်အနိုင်ကျင့်ခဲ့လို့နေမှာပဲလို့ဘယ်သူမပြုတ်မမိမှုဆိုတဲ့ပုံစံမျိုးကိုယ့်ရဲ့အတိတ်ကံကိုပဲဆင်ခြင်ပေးလိုက်တယ်။ကိုယ့်ရဲ့အတိတ်ကံကိုဆင်ခြင်ပေးလိုက်တော့ဒီခံလို့ရသွားတယ်ဘောတာမဖြစ်တော့ဘူးရင်းနှီးမဖွဲ့တော့ဘူး ။ဒါညညဘွဲအောင်ဆင်ဆင်းတဲ့ဒီစနစ်ကိုပေးတာနော်။အဲ့တော့ဒီဘွဲမှာမိမိကအဖြစ်ကင်းပေမဲ့အတိတ်ဘွဲတော့ငါအဖြစ်ကင်းချင်မှကင်းခဲ့ပါလိမ့်။အတိတ်ဘွဲတော့ငါအဖြစ်လုပ်ခဲ့လို့ဒီဘွဲမှာငါအဖြစ်ကင်းပါလေနဲ့ငါအဆူဆွဲခံရရတာပဲ။ငါအပြောခံရရတာပဲ။ငါအနိုင်ကျင့်ခံရရတာပဲ။ငါပစ္စည်းတွေကိုခံရတယ်၊လူခံရတယ်၊ဖျက်ဆီးခံရတယ်။ကံကိုဆင်ဆင်းပေးလိုက်တော့မမုန်းတော့ဘူး။ညညဘွဲတော့ဘူးပေါ့။အဲ့လိုဆိုရင်ညံတရားတွေကအမုန်းတရားတွေကငြိမ်းသွားတယ်လေ။ သူများဘက်ကမနေပြီမဲ့အနည်းဆုံးကိုယ့်ဘက်ကတော့ညီသွားတာပဲဒီအဖေဘက်ကတော့ညီသွားတာအမှန်ပဲဒါလူဆောင်ပြားကဒီဥဋ္ဌိတကိုအကြောင်းပြုပြီးတော့ဓမ္မဗရမှာဟောတဲ့တရားဉာဏ်ဖွဲ့ရင်ဉာဏ်မအေးနိုင်ဘူးဉာဏ်မဖွဲ့မှဉာဏ်အေးမယ်ဆိုတာကိုလူဆောင်ပြားဟောတယ်ဘယ်တော့ဉာဏ်မဖွဲ့ဘူးဖွဲ့လို့မဖွဲ့လို့လည်းထက်ထက်ဆရာကမြင်ပြီးတာပဲဂရုမစိုက်ဖို့နဲ့တန်တရားကိုဆင်ရှင်ပေးဖို့ပေါ့နော် ဒီမိဒနာဘက်ကတန်ရုပ်ပါလိုက်တော့တိတ်တထဲမှာဝိတုအတိတ်တုတ်တယ်မှာကြာတော့တမျိုးလေးခေါ်တယ်တိတ်ပါတဲ့ယဟန်ဆိုတာကိုကိုတိုင်းကလည်းသူများကိုပြောတယ်ဟုတ်တယ်လေအမြင်ကြော်လာချင်းကိုကိုတိုင်းလည်းသူများကိုပြောတယ်ဆုံးမတယ်လို့ဒါမအဆက်ဘူးဒါအဆက်တယ်ဒါမသိတော့ဒါသိတော့တယ်ဒါမလုပ်သိဘူးဒါလုပ်သိတယ်နော်သူများကိုကဆုံးမတယ်ပြောဆိုတယ်သူများကိုကိုကပြောသလို့ သူများကကိုယ့်ကိုပြောနိုင်ရင်လည်းခံနိုင်ရင်ရှိရတယ်လေလို့ဆိုပြရတာ။ဒါတိတ်တာတုတ်တယ်မှာဟောတဲ့တရားနော်။သူများကကိုယ်ကပြောတတ်တယ်လို့သူများကကိုယ့်ကိုပြောလာရင်လည်းကိုယ်ကခံနိုင်ရင်ရှိရတယ်။ယဟန်ဖြစ်ပါလျက်နဲ့သူများရဲ့အပြောကိုခံနိုင်ရင်မရှိရင်အဲ့ဒါမသိလျော်ဘူးမကောင်းဘူးတဲ့လို့ဆိုပြရတာ။ယဟန်ဆိုတာသူများရဲ့အပြောကိုခံနိုင်ရင်ရှိရတယ်တဲ့။ဒီစကားလေးမှတ်ထားကြနော်။ ယဟန်ဆိုတာသူများရဲ့အကျိုးကိုခံနိုင်ရင်ရှိရတယ်။ယဟန်ဖြစ်ပါလေနဲ့သူများရဲ့အကျိုးကိုမခံနိုင်ရင်အဲ့ဒါမကောင်းဘူးမသိတော့ဘူးမလျော့ပါဘူး။ဒါကြောင့်ဦးဇနုယဟန်ခံတယ်ဆိုတာဒဂိုင်းတွေဒဂမိုင်းတွေအားလုံးသိတယ်အသက်20ပြည့်မှယဟန်ခံပြန်ပြီးတယ်။အသက်20မပြည့်ရင်မခံရဘူး။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီလိုပြဿနာလေးကြောက်တယ်။အသက်20မပြည့်နေတဲ့ပုဂ္ဂိုလ်ကတွေ့ကြုံနေတယ်။နော် အတွေ့အကြုံနည်းတဲ့အခါကျတော့လောကဓာတ်တရားတွေကိုခံနိုင်ရင်မရှိဘူးလောကဓာတ်တရားတွေခံနိုင်ရင်မရှိဘူးအဲ့တော့သာသနာတော်မှာတရားဓမ္မတွေကိုကြည်ကြံတဲ့အခါမှာခက်ခဲနေလို့ဆုံးကြုံရတယ်ဥပမာရဟန်းတော်တွေဆိုတာညစာမစားရအောင်ခလေးငယ်တယ်ဆိုလို့ရှိရင်ညစာမစားရတဲ့ဓာတ်တွေခံနိုင်ရင်မခံနိုင်ပါဘူးနောက်တစ်ခါအေးဓာတ်တွေအပူဓာတ်တွေဓာတိဥဓာတ်တွေခံနိုင်ရင်မခံနိုင်ပါဘူး ဒီလိုခေမခံနိုင်လို့ပဲဆိုတိုင်းအကြီးဝတ်တာလေးဖြစ်လာပြီနော်ခလေးတွေညနာစားတာလေးဖြစ်လာပြီနော်မခံနိုင်ဘူးလေနော်ညစာလေးစားတယ်တချို့ကျန်နေသူကိုယ်တိုင်းချက်ပြုတ်တယ်အင်ဂျင်တွေဝတ်လာတယ်မခံနိုင်ဘူးမခံနိုင်ဘူးညမျိုးစားမရကအသက်20ပြည့်မှရဟန်းဖို့ခွင့်ပေးတယ်ဆိုတော့အဲ့လိုခံနိုင်ရင်ရှိတဲ့ပုံကိုရွေးတာအသက်20ဆိုရင်တဲ့အရေးတန်းလေးအပူတန်းလေးလည်းခံနိုင်ပြီအာလောင်တဲ့တန်းလေးကိုလည်းခံနိုင်ပြီ နောက်ခုနကသူများရဲ့ဆဲဆိုမှုတွေဆွဆွဲမှုတွေပုတ်ခတ်မှုတွေစော်ကားမှုတွေကိုလည်းခံနိုင်ပြီတဲ့အသက်20ဆိုလို့ရှိရင်ဟာစပီးတဲ့မှာဝီးထဲမှာအဲ့လိုပတ်တဲ့ခါလာဒါကြောင့်အသက်20ပြည့်ရန်ခံလို့ရပြီလို့ဆောင်ပြရတာဟောတာနောက်ကြောင့်ရဟန်းမှန်ရင်ရာသီဥတ္တဒဏ်တွေကိုလည်းခံနိုင်ရတယ်ယောဂဝေဒနာဒဏ်တွေကိုလည်းခံနိုင်ရတယ်အဖက်သားရဲ့စော်ကားမှုတွေကိုလည်းခံနိုင်ရတယ်သုံးမျိုးကိုသိခံနိုင်ရတယ်တဘာဝရာသီဥတ္တဒဏ်တွေလည်းခံနိုင်ရမယ် ခန္ဓာကိုယ်မှာဖြစ်တဲ့ဝေဒနာတွေရဲ့ဓာတ်တွေလည်းခံစားရမယ်။ဒိဋ္ဌဝင်ခြင်းတွေရဲ့အစောကားမှုတွေစုဆွဲမှုတွေတိုက်ခိုက်မှုတွေကိုလည်းခံစားရတယ်။ဟာယဟန်တော်တွေလောကမှာအလုပ်ပဲ။ဇဗုစာပြေကတိတ်တန့်ကိုသူ့ရဲ့ညီပေါ့နော်ညီတဝိုင်းဘွဲကိုဆုံးမနေတာ။ယဟန်ဖြစ်ပါလျက်နဲ့သူများရဲ့အပြောအဆိုကိုခံနိုင်ရင်မရှိရင်မကောင်းဘူးတဲ့မသိမ့်တော်ဘူးမရောက်တော့ဘူးတဲ့။အဲကြောင့်မြတ်စွာဘုရားကပြောတယ်အဲ့ဒီမှာဘာပြောလဲဆိုတော့ကိဉ္စုကုသတိ မာကုတ်စီတိတ်တာတဲ့ဘာကြောင့်စိတ်ဆိုးနေရတာလဲဘာကြောင့်စိတ်ဆိုးနေရတာလဲဘုရားကမေးလိုက်တယ်မာကုတ်စီစိတ်မဆိုးပါနဲ့ဒါစိတ်ဆိုးစရာမှမဟုတ်တာအဂေါ်တော်တိတိတ်တာဝရံတိတ်တာတဲ့အဂေါ်တော်ဒေါသမထွက်စိတ်မဆိုးမှသာလျင်ဝရံကောင်းတယ်နော်မြတ်တယ်ပေါ့နော် အဲ့တော့စိတ်မဆိုးမှသာကောင်းတယ်ဒေါသမထက်မှသာမြတ်တယ်ကောဒနော်မာနမခဝိနည်းထံဗြဟ္မစရိယတိတ်တာဝုဒတိတိတ်တာရေသာသနာတော်မှာဝင်ပြီးတော့သာသနာတော်ကိုဝင်လာတယ်ဆိုတာလေမြတ်စွာဘုရားဒီဒေါသတွေကိုနှိမ်နှင်းဖို့ပဲဝင်လာတာမဟုတ်ဘူးလား မာမာနတွေကိုချိုးနိုင်ဖို့တဲ့ဟိုသာသနာဘုံကိုဝင်လာတာမဟုတ်ဘူးလားနော်ဒီဒေါသတွေမာမာနတွေကိုနှိမ်နှင်းဖို့ဖြည့်ဆည်းဖို့အတွက်ပဲဒီသာသနာတော်မှာဝင်ရောက်ဖြစ်ကြနေတာမဟုတ်ဘူးလားတဲ့ဘာဖြစ်လို့စိတ်ဆိုးနေဦးမှာလဲဘယ်လိုကောင်းလဲတော့ဘုသူရဟန်းဝတ်တယ်ဆိုတာအဲ့ဒီဒေါသတွေကိုနှိမ်နှင်းဖို့ဝတ်တာလေဘုသူကိုစိတ်ဆိုးနေဦးမှာလဲဘာကိုများဥစ္စာဒေါသဖြစ်เสียချင်ပြီလို့လဲနော်အဲ့တော့အပုရုဇေမဲနေဒေါသဖြစ်ရမှာပေါ့တော့ ီဒေါသမဖြစ်ရှင်လို့ပဲယဟန်ဆိုတာဝတ်နေတာလေလောဘမဖြစ်ရှင်လို့ပဲယဟန်ဆိုတာဝတ်နေတာလေမာနမဖြစ်ရအောင်လို့ယဟန်ဆိုတာဝတ်နေတာလေဒီတရားတွေတော့အလုံးကောင်းတယ်ပေါ့ညဦးဇနောဘုဒ္ဓဘာသာတရားတွေမှာနေလို့အများကြီးပြောတယ်တို့ဘုဒ္ဓဘာသာတွေဆိုတာဘုရားကိုကိုးကွယ်တယ်ဆိုတာလို့ဟိုကမဆပါအောင်ဒီကမဆပါအောင်လို့အဲ့လိုမဆစေရှင်တဲ့သဘောမျိုးနဲ့ဘုရားကိုကိုးကွယ်တာမဟုတ်ဘူးကိုယ်တိုင်နိုင်မှရှိတဲ့လောဘဒေါသမောဟတွေငြိမ်းချင်လို့ခင်ဗျားကိုကိုးရတာမတူဘူးနော် ဟိုခေါ့ချကိုကိုးကွယ်တယ်မတူဘူးနော်အနောက်တိုင်းကလူတွေခရိယန်တွေသူတို့ဘုရားသခင်ကိုကိုးကွယ်တယ်ပုံစံနဲ့မတူဘူးသူတို့ကဘုရားသခင်ကိုကယ်တင်မိတယ်ဘုရားသခင်မားစားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘဝတစ်ခုလုံးကိုဘုရားကိုအနည်းငယ်ကိုးကွယ်တာနော်မားစားတာမားစားတာအပ္ပတ္တဘုဆိုတော့ဗုဒ္ဓဘာသာမှာကတောင်းမခံပါဘူးမြတ်စွာဘုရားကိုယ်တိုင်ကလည်းအေးငါကိုကိုးကွယ်ရင်ငါအားလုံးတောင်းဝင်ရတဲ့ပုံစံမျိုးနဲ့မြတ်စွာဘုရားအဲ့လိုမျိုးပြောထားတာမဟုတ်ဘူးဘုရားကအဆုံးမပေးတာဘလို့ကြင်ကုသိုလ်ရတယ်ဘလို့လုပ်ရင်အကုသိုလ်ဖြစ်တယ် ဘလို့လုံးရင်လောဘဒေါသမောဟလေးနဲသွားမယ်ဥစ္စာဘုရားကအဲ့လိုဆုံးမှာအဲ့ဒီဆုံးမတွေကိုဥစ္စာတို့တိုက်တယ်လေဥစ္စာတို့တကယ်ကမတွေတိုက်ကြတယ်လေအဲ့ဒါလေးကိုတိုက်လို့ကိုးွယ်လာတယ်ဒီဆုံးမတွေကိုသဘောကျတယ်နှစ်သက်တယ်ကျင့်သုံးတယ်ဒီဘုံနဲ့ကိုးွယ်လာအဲ့ဒါဥစ္စာတို့ဗုဒ္ဓဘာသာမှာဆရာကိုကိုးွယ်တယ်ဆိုတာမာစာဖို့ကဲတင်ဖို့ကိုးွယ်လာမဟုတ်ဘူးကဲလဲကဲတင်လို့မပြီးနိုင်ပါဘူးဥစ္စာဘုရားကအဲ့တော့ဘုရားရဲ့အဆုံးမအတိုင်းကိုယ်တိုင်နဲ့မှရှိတဲ့လောဘဒေါသမောဟတွေကိုချောချဖို့အတွက်အဆုံးမတွေကိုတိုက်လို့ဘုရားကိုကိုးွယ်လာ ဘုရားဘာသာလေးကိုယ်ခွဲတယ်မဟုတ်လားအခုလည်းသူတို့ပုံကြီးဝတ်တယ်ပုံကြီးဝတ်တယ်ဆိုတာနော်အဲ့ဒီလောဘတွေကိုချော့ချဖို့ဒေါသတွေကိုချော့ချဖို့မန်မာနတွေကိုချော့ချဖို့ပုံကြီးဝတ်တာလေအဲ့ကြောင့်မဆောက်ဘုရားကယဟန်ဖြစ်ပါလေနဲ့သူများအပြောကိုမခံနိုင်ရင်မဖြစ်ဘူးတဲ့မသိမ့်တော်ဘူးတဲ့ယဟန်မှန်ရင်သူများရဲ့အပြောကိုခံနိုင်အောင်ကြည့်ရတယ်ခံနိုင်ရင်ရှိရတယ်ဒေါသမထွက်ရဘူးမာနမထားရဘူးအလုံးကောင်းတဲ့ဒီသိစ္ဆာစုတ်တယ်မှာဟောတဲ့တရားကပုံကြီးကောင်းတယ် နော်ဓမ္မမရမှာဟောတာလည်းတစ်မျိုးကောင်းတယ်နော်အဲ့တော့ယဟန်ဘုံကပို့ပြီးတော့ပေါ်နေသွားတာပေါ့နော်ဒီသိက္ခာသုတ်တယ်မှာကြတော့ယဟန်ဆိုတာဒီလိုတရားတွေကိုနော်လောဘဒေါသမောဟတွေကိုဖယ်ရှားဖို့ဝင်လာတာပဲလေဘာလို့လဲစိတ်ဆိုးနေရအောင်ပါလဲဆိုတော့သိကောင်းတယ်တရားနော်အဲ့ဒါဥစ္စာတကာကမ္မတွေလည်းပဲကိုကဘုရားဘာသာဝင်တွေဖြစ်တဲ့ကြောင့်ကိုရဲ့တဏ္ဍာမရှိတဲ့လောဘဒေါသတွေကိုနည်း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 အောင်ကျင့်ရမယ်ဆိုတော့အသေးလေးကိုရစေပါလေနော်အသေးလေးကိုရစေတယ်နော်အဲ့တော့ဘုရားကိုကူးကွယ်လဲဆိုတာအဲ့ဒီဘောနဲ့ကူးကွယ်တာ မစားဖို့ကိုယ်ပဲတာမဟုတ်ဘူးတော့တကယ်လည်းမမစားနိုင်ပါဘူးเนาะအဲ့တော့ကိုယ်လုံးမှကိုရမှာပဲကိုယ်လုံးရဲ့ကိုယ့်ရဲ့ကံတွေကိုယ့်ရဲ့ဉာဏ်တွေကိုယ့်ရဲ့ဝိရိယတွေနဲ့ပဲပစ္စုပန်ကြီးပွားမှုတမလွန်ဘဝကြီးပွားမှုတွေကိုလုပ်ရတာပဲဘုရားကလမ်းညွှန်ပြီးတော့ပတ်သက်ပဲပေါ့ဒါကိုသဘောပေါက်စေချင်တာเนาะအေးဒါကြောင့်ဒီသမဗရမှာလာတဲ့တုတ်တန်တရားအရာလဲရယူဖွဲ့တဲ့တရားကလာပတ်လို့ဉာဏ်တရားတွေရအမုန်းတရားတွေကမပြီးသွားနိုင်ဘူး ဘဝဘဝတွေကိုဆက်ပါသွားနိုင်တယ်။ဘုံတရားတွေကိုကိုယ့်ဘကနေစပြီးတော့ဖယ်ရှားလိုက်မှသာလေ။ဂရုမစိုက်မှသာလေ။ကံတရားတွေကိုဆင်ခြင်ပြီးတော့ဖယ်ရှားမှသာလေ။ဘုံတရားတွေကကိစ္စပတ်ကြောက်သွားမယ်။ဒီတိတ္တုတ်နယ်မှာကြတော့ယဟန်ဆိုတာဘုရားရဲ့အကြောကိုခံနိုင်ရင်ရှိအောင်ကျင့်ရတယ်။အာနာမောကိုဝင်လာတယ်ဆိုတာဒီဘောသားကြီးမေမာနာကြီးကိုဖယ်ရှားဖို့ပဲဆိုတာမျိုးကိုသိတာရဟန်းကိုတတိပေးလိုက်တယ်ပေါ့နော်။အဲဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့ဒီကဓမ္မမိတ်ဆွေများအားလုံး ဇေဘုဒ္ဓကိုလည်းဖြစ်ရှင်းခဲ့ရတော့ပြဿနာများအပိုင်း၄၈တရားဒေသနာတွေကိုနိုင်မသာမသာပြီးတော့တို့ဘုရားကိုကိုးကွယ်တယ်ဆိုတာတို့တဏ္ဍမှာရှိတဲ့တိတိသာတွေကိုပါတဲ့ပေါအောင်အဲ့လည်းကများကင်းသွားအောင်သုစာအထုတ်ဖို့ပဲဆိုတာကိုသဘောပေါက်နားလည်ပြီးတော့ဘုရားဘုရားရဲ့အဆုံးအမအတိုင်းဘုရားမြတ်စွာဘုရားတော်ကိုကိုးကွယ်စိတ်ကဲ့နိုင်ခြင်းဖြစ်အောင်ကိုယ်စီကိုယ်စီသုစာအထုတ်နိုင်ကြပါစေလို့ဒီ